ဖြစ်တာပြက်တာသာမြင်အောင်ရှုနေလို့ရှိရင် ပပ္ပစတရားတွေမလိုက်ဘူးမလိုက်ဘူးကဲတခုကိုခွန်ကြီးတို့ရှုပြမယ်ကဲရုပ်ကိုရှုမယ်မဟုတ်လားပေါ်ရုပ်ကို ရှုကြမယ်ရုပ်တရားကိုအရှုခံတာရှုတဲ့ဉာဏ်က၅ပါးမဟုတ်လားရှုတဲ့ဉာဏ်ကဘယ်နှပါး၅ပါးဘသူများလဲလို့ဆိုတော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဘယ်နှပါအဲ့ဒီ၅ပါးနဲ့ရှုပြီးယုတ်တရားကအရှုခံထားတယ်ညံ၅ပါးကရှုညာယုတ်တရားကအရှုခံညံ၅ပါးကရှုညာအရှုခံနဲ့ရှုညာအရှုခံနဲ့ရှုညာအေးဒီရှုညာတွေကဘယ်မှာပေါ်မှာတော့ဟာရယဝတ္ထုပေါ်မှာဘုန်းကြီးတို့ပြောပြီးရင်ကြိုင်တဲ့မှာ ဟောပုံညက်စေကံတွင်ကလေးရှိတယ်ဒီတွင်ထဲမှာသွေးကလေးတွေအောင်းနေတယ်ဒီသွေးလေးတွေထုတ်ကြည့်မယ်ဆိုရင်တလက်ဆွန်းလောက်ရှိမယ်တဲ့အဲ့ဒီတလက်ဆွန်းမျှလောက်သောသွေးကလေးတွေထဲမှာဟာတရဝုထုယုတ်တွေပြန့်နေတယ်အေးအသိဉာဏ်နေဖြစ်ပြီဆိုရင်အဲ့ဒီဟာတရဝုထုယုတ်တွေပေါ်မှာအမိပြုတ်ပြုတ်ဖြစ်တာအသိဉာဏ်နေဖြစ်ပြီဆိုရင်ဘယ်ပေါ်မှာဟာတရ အေးရင်ကြိုင်တဲ့မဟာတရားဝတ္ထုပေါ်မှာအသိဉာဏ်နေဖြစ်ပေါ်တယ်ဆိုတော့ဟောယုတ်တရားကလေးရဲ့အဖြစ်ပြက်ကိုဉာဏ်နဲ့ကြည့်တဲ့အခါကျတော့အဲ့ဒီဉာဏ်ကဘယ်ပေါ်မှာအမိပြုပေါ်မယ်ဟာတရားဝတ္ထုပေါ်မှာအမိပြုပြီးတော့ယုတ်တရားလေးတွေရဲ့အဖြစ်ပြက်ကိုမြင်မယ်မဟုတ်လားယုတ်တရားကအရှုခံဉာဏ်၅ပါးကအရှုဉာဏ်ယုတ်တရားကအရှုခံဉာဏ်၅ပါးကအရှုဉာဏ်ဒီလိုနေမယ်မဟုတ်လားယုတ်တရားလေးတွေကတင်းငိန်နေမှာလားဖြစ်ပြနေမှာလားယုတ်တရားတွေကအဖြစ်အပျက်ရှုတဲ့ညာကမဲ့ ုတ်တရားကအဖြစ်အပျက်ရှုတဲ့ညာငါမဲ့ဒီလိုနေမှာပေါ့ဘဇက်ကတော့မဆိုပါနဲ့နာမည်ပြီးရင်ပြတ်ဖို့ပြောတာနော်ယုတ်တရားတွေကအဖြစ်အပျက်ရှုတဲ့ညာငါမဲ့အဖြစ်အပျက်တွေကဘာသစ္စာမြင်တဲ့ညာငါဘာသစ္စာဩဒီလိုနေမှာကိုဟုတ်တယ်နော်ယုတ်တရားလေးတွေဖြစ်ပြနေတာဘာနဲ့မြင်နေတော့ညာနဲ့မြင်နေ ယုတ်တရားလေးတွေမြင်လာလားအဖြစ်ပြက်မြင်လာလားဟုတ်တယ်ယုတ်တရားကြီးမြင်နေုံနဲ့တော့မမှန်သေးပါဘူးယုတ်တရားမြင်ရမှာလားယုတ်တရားတွေဖြစ်ပြက်နေတာမြင်ရမှာလားဟုတ်တယ်မတည်ငြိမ်ပဲပြောင်းလဲဖြစ်ပြက်နေတာဘာတဲ့လို့ရမယ်မြင်ရမှာဘာနဲ့မြင်ရမယ်ဉာဏ်နဲ့မြင်ရမယ်ယုတ်တရားတွေဖြစ်ပြက်နေတာကဘာသစ္စာမြင်တဲ့ညာကဘာသစ္စာဟုတ်တယ် ရုပ်တရားဒီအဖြစ်ပြက်ကိုညံ့နဲ့မြင်းပြီးတော့နေတဲ့အခိုက်ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဒီလိုမြင်းပြီးတော့နေတဲ့အခိုက်ဒီပုဂ္ဂိုလ်တန်တန်လောဘတဏ္ဍာလာလို့မရဘူးလောဘတဏ္ဍာလာလို့မရဘူးဘာဖြစ်လို့လဲဆိုတော့